ထိုင်းနိုင်ငံချင်းမိုင်မြို့ဘိုက်ဆီရီမာယာဟိုတယ်ကြီးမှာဇွန်လ18ရက်နေ့ကျလို့ရှိရင်မြမအရင်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကြီးတစ်ခုလုပ်ဖို့နိုင်ငံတကာတာဝန်တွေကိုဖိတ်ကြားထားပါတယ်။အဲ့ဒီအစည်းအဝေးကိုတာဝန်ယူကျင်းပတာကတော့ KNU နဲ့ဆက်စပ်တဲ့ Salween Institute for Public Policy ဖြစ်ပါတယ်။ဦးဆောင်ဆွေးနွေးမယ့်အဖွဲ့က Joint Coordination Body JCB ပါ။တယောက်ကြမဲ့သူတွေကတော့နိုင်ငံတကာကတန်တမန်တွေမြမအရေးနဲ့ပတ်သက်ကြတဲ့သူတွေဖြစ်ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲဟာ ASEAN 2ကိုယ်စားလှယ်က ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာဒီမိုကရေစီရဲ့လိုလားသူတွေနဲ့မတွေ့ဆုံသေးခင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲလဲမလုပ်သေးခင်မှာချိန်ကပ်ပြီးတော့ပြုလုပ်တာလို့ဆိုပါတယ်ပြီးတော့ဒါဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပါတယ်ပထမအကြိမ်ဇွန်လ6ရက်နေ့မှာတခါလုပ်ပြီးပါပြီ Joint Coordination Body JCB ဆိုတာကစစ်အာဏာရှင်စနစ်ကိုခုခံကာကွယ်နေတဲ့အဖွဲ့အစည်းတွေကြားမှာပေါင်ကူးဆက်သွယ်ရေးလုပ်ပေးမဲ့အဖွဲ့အစည်းလို့ဆိုပါတယ်အခုလုပ်တဲ့ ်ဆွေးနွေးပွဲတွေကတော့အာဆီယံနိုင်ငံအိန္ဒိယနိုင်ငံပို့ပြီးတော့ကျယ်ပြန့်တဲ့နိုင်ငံတကာအတိုင်းဝိုင်းတွေစီကိုရှင်းလင်းပြောဆိုဆွေးနွေးဖို့လို့ဆိုပါတယ်တကယ်တော့ JCB ဟာငွေဆောင်အုပ်စုကနေပြီးတော့ထွက်ပေါ်လာတာပါဥဆိုင်ညွန့်လွင်တို့ဥမြအေးတို့ဥဆောင်ပြီးတော့ပြည်တွင်းကနိုင်ငံရေးသမားတွေစုဝေးဆွေးနွေးကြတဲ့ငွေဆောင်အုပ်စုတဲမှာအဲ့ဒီအုပ်စုတဲကနေအခု Joint Coordination Body JCB ဆိုတဲ့နာမည်နဲ့အဖွဲ့အစည်းဖွဲ့လောက်ကိုင်းနေတာပါဒီအဖွဲ့ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့အလွန်နီးနီးကပ်ကပ်ထိစပ်ပတ်သက်နေပါတယ်။ဒေါ်စင်မအောင်နဲ့ဆက်ဆက်ပတ်သက်တယ်ဆိုတာကိုနိုင်ငံရေးအတိုင်းဝိုင်းကတော်တော်ဆော့ဆော့ကလေးကသိကြပါတယ်။ကျွန်တော်တို့ TM Media ကလည်းတော်တော်ဆော့ဆော့ကလေးကသိပါတယ်။အခုချိန်ကတော့ပြည်သူလူထုကိုအတိပေးတဲ့အချိန်ချိန်တန်ပြီလို့ထင်တဲ့အတွက်အတိပေးတာပါ။တော်တော်များများကိုပြည်သူလူထုစီကိုကျွန်တော်တို့ပုံမလင်းလင်းအစီရင်ခံပါမယ်။တချို့လုံခြုံရေးနဲ့ပတ်သက်ကောင်းပတ်သက်နိုင်တာတချို့တော့ချွန့်ချံပါမယ်။ ငွေဆောင်အုပ်စုဟာဘုံသဘောတူညီချက်တစ်ခုထွက်ပေါ်လာအောင်တာဝန်ယူဆွေးနွေးမယ်လို့တော်တော်စော့စော့ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အခုသူတို့ပြောတဲ့ဘုံသဘောတူညီချက်ထွက်ပေါ်လာပါပြီ JCB ဟာလည်းငွေဆောင်အုပ်စုရဲ့သဘောထားကိုတန်တမန်တွေနဲ့နိုင်ငံတကာနားပေါအောင်ထုတ်ဖော်တင်ပြမယ်အဖွဲ့တစ်ဖွဲ့အနေနဲ့ထွက်ပေါ်လာပါပြီအခုဆွေးနွေးပွဲဟာငွေဆောင်ဆွေးနွေးပွဲအဆက်ဆက်ကနေပြီးတော့ရလာတဲ့ဘုံသဘောတူညီချက်တွေကို အာဆီယံနိုင်ငံတွေအိန္ဒိယနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေရဲ့တန်နမန်နေစီကိုတင်ပြရှင်းလင်းပြီးတော့သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအကောင့်ထည့်ဖို့စီရင်နဲ့ဆွေးနွေးပွဲပါဥဆောင်ဆွေးနွေးရှင်းပြမဲ့ပုံကိုယ်တွေကတော့ရှန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ဥက္ကဋ္ဌဦးဆိုင်ညွန့်လွင်နဲ့တွဲဖက်အတွင်မှုတဲ့ဦးဆိုင်ကျော်ညွန့်တို့ဖြစ်ကြပါတယ်သူတို့ JCB ရဲ့သဘောတူညီချက်တွေထဲမှာအဓိက၄ချက်ပါဝင်ပါတယ်ပထမချက်ကစစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားတဲ့အစိုးရထူထောင်ရေးဖြစ်ပါတယ် ဒုတိယအချက်ကတော့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမှုများဖြစ်ပါတယ်။တတိယအချက်ကပြန်လည်တင့်မြတ်ရေးနဲ့စစ်တပ်ရဲ့တာဝန်ယူမှုတာဝန်ခံမှုပါ။စတုထအချက်ကရေရှည်တည်တံ့ပြီးတော့ငြိမ်းချမ်းတဲ့ပြည်ပခဖြစ်ချင်းစီကိုဥတီတဲ့အဆင့်၉ဆင့်ဆိုတာတွေဖြစ်ကြပါတယ်။ပထမအချက်ဖြစ်တဲ့စစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားတဲ့အစိုးရထူထောင်ရေးဆိုတာဟာ JCB ရဲ့အဓိကရည်မှန်းချက် ဖြစ်ပုံရပါတယ်။ဒေါ်စမောင်ရဲ့ Bangkok Post ဆောင်းပါးမှာဖော်ပြထားတဲ့အခြေသားချက်နဲ့လည်းတတတဲကြရဲဆိုတာသတိပြုမိကြမယ်ထင်ပါတယ်စစ်တပ်နဲ့နိုင်ငံရေးခွဲခြားနိုင်လို့ရှိရင်ကောင်းပါတယ်စစ်တပ်ကနိုင်ငံရေးမှာဘာမှဝန်မပါဘူးဆိုရင်ကောင်းတာပါပဲဒါပေမဲ့ခက်တာကမြန်မာနိုင်ငံကစစ်တပ်ကတတလုံးနိုင်ငံရေးမှာဝန်ပါလာတဲ့စစ်တပ်ပါအဲ့ဒီစစ်တပ်ကနိုင်ငံရေးမှာဝန်မပါပါဘူးဆိုတာကိုဘယ်သူကအာမခံပါပါလဲဝန်မပါပါဘူးလို့ပြောပြီးတော့မှလက်တွေ့ဝန်ပါလာမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမလဲ စစ်တပ်ပေးတဲ့ဂရီကိုယုံကြည်လို့ရမှာလားစစ်တပ်ကဂရီဖျက်ခဲ့တာခဏခဏရှိပါပြီတော်ယုံတိုင်ယုံဂရီတွေမဟုတ်ပါဘူးပြည်သူလူထုကြီးတရားလုံးနဲ့ဆိုင်တဲ့ဂရီမျိုးတွေပါ60ရွေးကောက်ပွဲရလဒ်ကိုပြန်ကြည့်ပါရွေးကောက်ပွဲပြီးရင်အာနာလွှဲပါမယ်တမိုက်တရားခန့်အဖြစ်မခံပါဘူးလို့ပြောပြီးအာနာမလွှဲပဲမျက်နှာပြောင်တိုက်ခဲ့ပါတယ်60ရွေးကောက်ပွဲရလဒ်ကိုဘယ်တော့မှအကောင့်ထဲမဖော်ပါဘူးနောက်တစ်ခါအာနာမသိမ်းပါဘူးလို့သူတို့ကိုယ်တိုင်အခြေခံဥပဒေရေးဆွဲပြီးတော့အာမခံထားပေးမယ်လေ သိမ်းတာပါပဲ6လတတန်းနှစ်ကြိမ်ထက်ပိုပြီးတော့သူတို့ခေါ်အာနာထိန်းတာလုံးလို့မရဘူးဆိုပေမဲ့သူတို့ကိုယ်တိုင် ရေးထားတဲ့အဲ့ဒီအခြေခံဥပဒေကိုစက္ကူစုပ်လို့သဘောထားပြီးတော့လှုပ်ချင်တာလှုပ်တာပါပဲဂရိကိုလည်းလေးမထားဥပဒေကိုလည်းတံမိုးမထားတဲ့သူတွေစီကနေပြီးတော့ဘလို့အာမခံချက်မျိုးကိုများရနိုင်အောင်ပါပါလေဖျားရှိခေါ်ပြီးတော့တစ္ဆာရေတိုက်ဖို့များရည်ရွယ်ထားပါသလား အဲ့လိုတစ္ဆာရေးတိုက်ရင်ရောတစ္ဆာတီးမှာပါတယ်လားအပြောလွယ်ပေမဲ့အလုတ်ခက်လာပါတယ်ဂရိလွယ်ပေမဲ့ယုံဖို့ခက်လာပါတယ်ဒီတစ်ခါယုံရင်ယုံတဲ့လူကိုကနွားကြလို့ယုံတာပဲလို့သာအပြောခံရမယ့်အခြေအနေမျိုးပါတတိယအချက်မှာဖော်ပြထားတဲ့စကားလုံးကတော်တော်ကြောက်စရာကောင်းပါတယ်။ပြန်လဲတင့်မြတ်ရေးတဲ့ ဩသူတို့ကပြန်လဲတင့်မြတ်နေခြင်းတုံးပါလားလို့အံဩစွာအတိမတ်ပြုတ်ရပါတယ်ပြန်လဲတင့်မြတ်ရေးဆိုတဲ့စကားလုံးကိုကြားတယ်ဆိုရင်ကိုကြောတဲ့ကနေစိတ်လာပါတယ်သူမနာကြောမှာဒံရရင်နဲ့ပါစတုထအချက်မှာတော့ရေရှည်ငင်းချမ်းရေးစီကိုဥတည်တဲ့အချက်၉ချက်လို့ဆိုထားပြန်ပါတယ်။ရေရှည်တည်တတ်မဲ့ငင်းချမ်းရေးဆိုတော့အရေးကြီးပါတယ်။အဲ့ဒီအချက်၉ချက်ကိုလေ့လာကြည့်ကြအောင်ပါ။ပထမအချက်က internal talk ပါ။အတွင်းစကားဝိုင်းအတွင်းစနေပွဲဆိုတော့ ပြည်တွင်းကလူတွေအချင်းချင်းပြောဆိုဆွေးနွေးကြမယ်လို့ဆိုကြတာထင်ပါတယ်။နောက်တစ်ခုကနိုင်ငံပေါင်းစုံပူးပေါင်းပါဝင်နိုင်မယ့်ရန်တရားလို့ဆိုပါတယ်။ကုလသမဂ္ဂအာဆီယံအမေရိကန်တရုတ်ဥရောပနဲ့အိန္ဒိယနိုင်ငံတွေပါဝင်လိမ့်မယ်လို့မှတ်ယူရင်အဆင်ပြေမယ်ထင်ပါတယ်။နံပါတ်3အချက်ကတော့အလွတ်သဘောပြောဆိုဆွေးနွေးမှုတွေဆွေးနွေးပွဲအကျိုးဆွေးနွေးပွဲတွေလို့ဆိုပါတယ်။နံပါတ်4ကတော့ပါဝင်တဲ့ပါဝင်တိုက်သူအများပါတဲ့ဆွေးနွေးပွဲပါ။နံပါတ်5ကတော့အသွင်ကူးပြောင်းရေးအစီအစဉ်နဲ့ အချိန်ဇာဖြစ်ပြီးတော့နံပါတ်6ကတော့အသွင်ကူးပြောင်းရေးအစိုးရပါနံပါတ်9ကတော့အခြေခံဥပဒေနဲ့ရွေးကောက်ပွဲစနစ်ရေးဆွဲခြင်းနံပါတ်8ကရွေးကောက်ပွဲကျင်းပခြင်းနံပါတ်9ကတော့ပြည်သူအများမျှော်လင့်တောင်းတနေတဲ့ Federal Democratic ပြည်ထောင်စုကြီးဆိုပါတော့ဗျာဟောပြောရင်းဆိုရင်လည်း Federal Democratic ပြည်ထောင်စုကြီးတောင်ဖြစ်သွားပါပြီဘဲအချိန်မှများစစ်ပွဲတွေရက်လိုက်တာပါလေနံပါတ်၄အဆင့်လောက်မှာရက်မယ်လို့စိတ်ကူးမျှော်လင့်တာဖြစ်ပုံရပါတယ်အာနာရှင်စစ်တပ်ကြီးကဘဲအချိန်မှဒီမိုကရေစီတက်မတော်ကြီး ဖြစ်သွားတာပါလေအဆင့်၅လောက်မှများဖြစ်သွားလိမ့်မယ်လို့မျှော်လင့်တာပါလားဆေအာနာရှင်ရဲ့စီးစိမ်ဥစ္စာတွေလက်ရှိစစ်တပ်ကိုသူတို့ချုပ်ကင်ထားတဲ့လက်ရှိယာတူလက်ရှိအာနာတွေဥပိုင် MEC ဆိုတာတွေကိုတော့နေမြဲအတိုင်းပဲထားပေးလိမ့်မယ်လို့ထင်ရပါတယ်အခုစစ်ဘုံချုပ်ကြီးတွေကို နေမြဲယာတူတွေအတိုင်းထားသူတို့စီးစိမ်အာနာတွေကိုနေမြဲအတိုင်းထား ဥပိုင် MEC တွေကိုနေမြဲတိုင်ထားအဲ့ဒါလို့ထားပါရဲ့နဲ့ဆက်အာနာရှင်စနစ်ကိုချုပ်ငိမ့်သွားအောင်မမ်းမုံနိုင်လိမ့်မယ်လို့များမျှော်လင့်ထားတာပါလားစစ်ဘိုလ်ချုပ်တွေကိုရင်ကျေးလိမ်မှာတင်းတန်းတက်ခိုင်းဖို့များယူရထားပါသလားအဲ့ဒါတွေကိုဒေါန်ဆန်းစုကြည်အားလုံးစမ်းသပ်ကြည့်ပြီးပါပြီအားလုံးစ조사ကြည့်ပြီးခဲ့ပါပြီအာနာလဲအသိခံခဲ့ရပြီပါပြီအခုဦးဆိုင်ညွန့်လွင်တို့ကမကြေပွဲနှွဲတဲ့အနေနဲ့နောက်တစ်ခေါက်ပြန်လျှောက်ကြည့်ရှင်နေတာများပါလား ဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ဖို့မြန်မာပြည်သူတွေရုန်းကန်နေတာ63နှစ်ရှိပါပြီအခုလဲဆရာနာရှင်ကိုခုခံတော်လှန်စစ်ဆင်နွှဲနေတာလူမျိုးအလုံးပါပဲအဲ့ဒါလို့လက်နက်ပေါင်းစုံနဲ့ဝိုင်းဝန်းတော်လှန်နေတာဟာအပြေမထွက်နိုင်ဘူးလို့ယူဆတဲ့အတွက်စကားပြောပြီးတော့ဖြည့်ရှင်းမှုကြိုးစားတာဟာ JCB ရဲ့အနှစ်သာရပါပဲတနက်နဲ့လူယူလို့မရနိုင်သေးတဲ့အရာကိုပါဇက်နဲ့တောင်းယူရင်ရမယ်လို့ထင်နေတာဟာ JCB ရဲ့အကြံပြုချက်အနှစ်သာရဖြစ်ပုံရပါတယ် လက်နက်ကင်တော်လန်ရေးရဲ့နေရာမှာဆွေးနွေးရေးပြန်လဲတင်းမြတ်ရေးနဲ့အစားထိုးဖို့တင်ပြတဲ့တင်ပြချက်တရပါပဲဆေအာနာရှင်နဲ့ပြန်လဲတင်းမြတ်ပြီးအာနာရှင်စနစ်ကိုဘလိုများအဆုံးသတ်မှာပါလဲဆေအာနာရှင်နဲ့ပြန်လဲတင်းမြတ်အောင်နေမယ်ဆေအာနာရှင်စနစ်ကိုလည်းအဆုံးသတ်မယ်အဲ့ဒါဟာကိုကလျှို့ဝှက်စမ်းကြဲလှပါတယ်စာရွက်ပေါ်မှာတော့အားလုံးချောနေတာပါပဲထားပါတော့အဲ့ဒါတွေအားလုံးဖြစ်နိုင်တယ်လို့ပဲထားပါတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုကြီးအဆင့်အထိတောင်းဖြစ်သွားပြီလို့ပဲထားပါတော့အဲ့ဒါလို့ဖြစ်ပြီးတဲ့အချိန်ရောက်ရင်တောင်မှနေကျင်တဲ့မေကွန်နှစ်ခုကြာမှလေးတယ်နံပါတ်1နောက်မှပြည်သူတွေလမ်းပေါ်ထွက်လာလို့ရှိရင်စစ်တပ်ကအပြစ်မတတ်ပါဘူးလို့ဘယ်သူကအာမခံမှာပါလဲဘာကအာမခံချက်ပေးမှာပါလဲနံပါတ်2စစ်တပ်ကနောက်တစ်ခါအာဏာထပ်မသိမ်းတော့ပါဘူးလို့ဘယ်သူကအာမခံမှာပါလဲအဲ့ဒီနှစ်ချက်ကို အာမခံ ပေးနိုင်မဲ့လူဆိုတာလည်းရှိပုံမရပါဘူး။အာမခံပေးနိုင်မဲ့အခြေခံဥပဒေဆိုတာလည်းရှိမဲ့ပုံမရပါဘူး။ဖျားသခင်တော်မှတတ်နိုင်မဲ့ပုံမရပါဘူး။အဲ့ဒီနှစ်ချက်ကိုအာမခံနိုင်တဲ့နည်းမရှိရင်ဒီစစ်တပ်နဲ့ဒီပြည်သူတွေတမြေတဲပေါ်မှာနေလို့လည်းမရနိုင်ပါဘူး။ကောင်းငင်တခုရဲ့အမိုးတခုရဲ့အောက်မှာလည်းအတူနေလို့မရနိုင်ပါဘူး။ဆွေးနွေးရေးဟာစစ်အာဏာရှင်ဆန့်ကျင်ရေးကိုနောက်ပြန်ဆွဲနေတယ်လို့ဘာကြောင့်ပြောနိုင်တယ်လဲဆိုတော့အဲ့ဒါကြောင့်ပြောနိုင်တာပါ။